ว่าสลั้นมาดูด้วยอ่ะมั้ยဒီ trailer လေးတစ်ခုလည်းကြည့်ပြီးတော့အကုန်လုံးလေဒီမှာတောက်ချက်ချလို့မရဘူးပေါ့နော်ဆိုတော့အဆုံးတန်းအတိုင်းအထိကြည့်ပေးကြပါလို့ပြရတော့မှ plot twist လေးပါလေပါလေပါမှာပေါ့နော်ဆိုတော့ဒီကတော့အားပေးလို့လည်းပြောရတယ်ပေါ့နော်ဒီကကျွန်တော် reflecting က စကြဲရနေပြီးတော့လုံပန်းကြရလေအများကြီးပဲအခက်ခဲတွေကြားရမှာတူတူတယောက်ချင်းစီရနေပြီးတော့ဒါအာသွန်ခွန်ဆိုင်လုပ်တဲ့အတွက်အဲ့ဒီအပေါ်မှာပေါ့နော်ပြည်သက်တွေကဒီလိုမျိုးတခင်းနဲ့အားပေးကြတဲ့အတွက်ကျွန်တော်တို့အရင်ပဲဝမ်းမြောက်မိပါတယ်ပျော်မိပါတယ်ဟာဟုတ်အခုဒီ rap flat လေးရိုက်ထားဆိုလဲတနစ်နီးပါလောက်ရှိပြီတော်တော်ကြာပြီအဲရိုက်တော့ကလည်းတောက်ရှောင်းမရိုက်ခင်ရောအားလုံးတစ်ခွဲလုံး ်တနီလန်ကြီးကြိုးစားထားတဲ့ကားလေးမျိုးတော့ခုဒီလိုမျိုးပြိတ္တတဲ့မျက်စိရှင်ရောက်လာပြီဆိုတော့အားလုံးကိုစားဝမ်းသာပါရှင်။ကိုကြီးကအကြောင်းမျိုးမျိုးကြောင်းပေါ့နော်။မတက်ရနိုင်တာ။ဒါ යි တော့အမတ်တရားဆိုရင်တော့အများကြီးပဲပုံများပါလို့ဆိုတော့အဲရန်ကုန်မြို့ရဲ့နေရာတိုင်းက rock flat ရိုက်ခဲ့ရိုက်ခဲ့ရရှူတင်နေပေါ့နော်။အဲတော်တော် location စုံစုံရိုက်ထားတယ်တဲ့။ငွေဆောင်ရော ရန်ကုန်မှာဆိုလည်းတော်တော်နေရာအများပြားရိုက်ထားဆိုရှစ်တဲ့ပြည့်ချင်အဲ့နေရာရောက်ရောကြည့်ပြီးပြန်ရှစ်တဲ့ကိုသတိရပါရှင့်ဒါပေမဲ့ငါတို့ဒီနေရာမှာဩဒီစင်လေးဒီစင်လေးတွေငါတို့ရိုက်ခဲ့တာပဲလေဆိုပြီးတော့အဲ့တော့အဲ့တော့စကားပြီးဆုံးတဲ့အထိကြည့်ပေးပြီးတော့ဆုံးဖြတ်ပြီးပါလို့ပြောတဲ့ကြည့်ပဲအဲ့လိုရိုးရိုးပြောချင်ပါတော့ဆိုတော့စပိုင်ဝါမိွားရင်စကားတခုကကြည့်ဖို့အတွက်သိပြီးတော့ဟိုစိတ်ဝင်စားတယ်မကောင်းတော့ဘူးလေနော်အဲ့ဒါကြောင့်ကိုကြီးနဲ့ကြာတော့လဲစပြီးတော့ ရိုင်းနေတာလည်းအားလုံးကြည့်ကြမှထင်ပါတယ်။နှစ်ယောက်ရဲ့ဆက်ဆက်ရေးက toxic ဖြစ်တယ်ပေါ့နော်။အဲဒီဘက်နဲ့ကြတော့လေဒီဘက်နဲ့ကြတော့လေဒီဘက်နဲ့ကြတော့ဘယ်ဒီဘက်ကဘာဖြစ်လို့လဲ။ဟုတ်ပါဘူး။ဈေးခန်းနဲ့ကြတော့လေအဲ့လိုလုံးပြောမလဲ။ပြောလိုက်ဈေးကပေါ်သွားမှာ။ဟုတ်တယ်ပြောလို့မရအောင်သူက trailer လေးတစ်ခုတည်းကြည့်ပြီးတော့ဆုံးဖြတ်လို့မရ။ဟုတ်တယ်။ trailer နဲ့ကအဲ trailer အတိုင်းဟုတ်မလား trailer နဲ့စတဲ့ဘက်ဖြစ်မလားဆိုတာဒါကြည့်ခံသိပါဦးနော်။အဓိကတော့ ဟိုကိုယ့်ရဲ့စီနီယာတယောက်ဖြစ်တဲ့အပြင်ဟိုအမ်ကျွန်တော်ပုံမှာလဲဟိုလူတိုင်းမှာပါလူတိုင်းအပေါ်မှာဟိုပဲဒီသင်ပေးတာပေါ့နော်ဥပမာဒီစင်ဒီစင်မှာဒီလို dialogue တွေပြောနေရဆိုရင်အမ်ဒီ dialogue ကဒီမှုဖြစ်ဖို့အတွက်မလုံလောက်ဘူးဒီလေဒီလိုဒီလိုလောက်လာရင်ပိုကောင်းသွားမယ်အလန်းအရန်သင်ပြပေးတယ်အမ်အရန်ကူညီဖေးမှပေးရပါတော့ ိုတော့လေတကယ်လည်းလေးစားရပါတယ်ဟိုကလည်းတကယ်ခင်မှုလည်းပေါင်းတယ်တကယ်လည်းတင်ပြပေးတယ်ဆိုတော့ဒါကလည်းကြည်မသိမှာကြည်မသိမှာမပြောဘူးသာဘယ်လိုအေးအေးမပြောဘူးပြောဆိုပြောပြဘူးမပြောခုကြည်လို့လည်းရနေပြီဆိုတော့လေကြည်လို့ရနေပါပြီကြည်လို့ရနေပြီဆိုတော့ပြော အခုဒီ reflex series လေးကိုဒီမချစ်တဲ့ series ကိုပေါ့နော်ဒီနေ့ launch လုပ်တဲ့ show light application မှာကြည့်လို့ရပါမယ်ရှင်။နောက်တစ်ယောက်ဖြစ်ပါတယ်ဒီစကားလေးဟောပေါ့ဒီ scene လေးကြောင့်လဲအာပိတ်တက်တရားဒီဒီမချစ်တဲ့ loss ရဲ့ဟာလေးကိုပို့ပြီးတော့သတိထားမိရဆိုဒီ scene လေးကိုကြည့်လိုက်အမှတ်တရဖြစ်ပါတယ်ရှင်။ဘုံလေးကြောင့်ပို့ဖို့ပပါပဲနော်ပေါ့နော်ဘုံမှာကြောင့်ဖြိုးရှင်းမြတ်ကြောင့် character ကဖြိုးရှင်းမြတ်ကိုချစ်လဲချစ်တယ်သူကကြောက်လဲကြောက်တယ် လိုက်ပုံစံမျိုးဖြစ်နေတာ။အဲကိုကြီးကိုပေါင်းရပါရပါရှင်။အင်းနေတာအင်းနေတာဖြစ်နေမဖြစ်နေ။ဟမ်မဖြစ်ဘူးမဖြစ်ဘူးအဲ့ဒါလည်းမဖြစ်ဘူးအဖြစ်လိုက်ရင်အကုန်လုံးဇက်တွေအကုန်လုံးကပေါ်သွားမှာအဲ့ဒါကြောင့်ပေါ့ကဲဇလန်းမှာပြောပြရမယ်ဒီ trailer လေးတစ်ခုချင်းကြည့်ပြီးတော့အကုန်လုံးကဒီလိုမျိုးတောက်ချက်ချလို့မရဘူးပေါ့နော်ဆိုတော့အာဆုံးကန်းတိုင်းအထိကြည့်ပေးကြပါလို့ပြီးရတော့မှ plot twist လေးပိုင်းလေးပိုင်းလေးပါမှာပေါ့နော်ဆိုတော့ ကြီးပဲအထရေးလာကြီးပဲအေးပေါ့အမ်ထရေးလာကြီးပဲဆိုရင်တော့အေးပေါ့မမပြောသလိုပဲမပြတ်မသားပေါ့နော်မပြတ်မသားလေးပေါ့အာအခုခေတ်ကမ္ဘာလေးအများဆုံးကြပြန်တော့လေတောက်စစ်မှာကြိုက်ကြတာလေနော်ဟုတ်တယ်ဟောဟောနိဘောနိနေအလိုတောက်ဆင်းမှာကြိုက်ကြရယ်အာဆိုတော့လေအဲအဲကိုကြီးကိုလည်းမဆွလွတ်ချင်းဒီလိုအေးချမ်းမှုပေးတယ်အာဘောင်လေးလို့ပဲခေါ်ရမှာပေါ့ ောင်လေးကြပြန်တော့လေလက်မလို့ရှင်ဆိုတော့ဟိုဘက်နဲ့ဒီဘက်နဲ့ဟောလို့အာငါဘယ်အောင်ရွေးရမလဲတဝိုင်းညလုံးပဲရွေးရတော့အဲ့လိုမျိုးပါတနားလည်းတနားမှာမတနားလည်းမတနားတော့ဘူးเนาะသူရဲ့ character ကအဲတကယ် AD Asian နဲ့ဆက်နေချက်လည်းမပြတ်ပါဘူးအဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ပြိတ္တတင်နေတဲ့ကြည့်ရင်နားလဲခြင်းမှလည်းနားလဲနိုင်မှာပေါ့သူအဲအဲတော့ကြည်ပါလေရှေးရောက်တော့ ်ပြူပါရဲ့ပြူပါရဲ့ဘာလို့ဆိုတော့အမတ်တရတွေအများကြီး series ရိုက်နေတော့မှရှိခဲ့တဲ့အတော့ခုနအဲ့ OSC ဆောင်းလေးလာလိုက်တဲ့အချိန်မှာဘူးကပြောင်းဝင်သွားအောင်ပြန်ချက်ချင်းပြောင်းဝင်သွားအဲ့တော့အိုက်ရှာလိုက်ရတော့မှ slow motion လေးနဲ့ပေါ့။အမကိုရုံနဲ့ပတ်ပါတယ်နော်။ဆုံးနဲ့ကိုတတေးလေးတလောက်လောက်လေးအဲ့ကလေးဘွားတွေကဆက်မှုတာကျတော့ before and after ဆိုတာလေ2018 19လောက်နဲ့တွေ့တယ်။မတိတာဝင်ကြော်လို့နဲ့ကျွန်တော် project game နဲ့စပြီးတော့ရိုက်တဲ့ ် series လေးမှာအာဒိမွေအဟောတိတိလေးတလောက်လောက်လေးရှိနေတယ်ကလေးယောက်လေးအဲအခုတော့ထွားလာပြီပေါ့တကယ်လို့ကဟုတ်ကဲ့ပါအာဒီမချစ်တင်တော် series လေးကအာကျွန်တော်တို့အားလုံးတကယ်ကြိုးကြိုးစားစားနဲ့ ာပြပန်းခံပြီးတော့ကြိုးစားထားတဲ့အတွက်ကြောင့်ပေါ့နော်အာပြည့်တဲ့ဒီအားပေးကြပါအောင်လို့ခု show like application မှာလည်းကြည့်ရှိလို့ရနေပါလိမ့်ဆိုတော့အာဒီနေ့ interview မှာလည်းစကားမလေးများပါတော့ခင်ခုလိုပါလို့ပြောပြချင်ပါတယ်ဒီ reference စကားလေးကိုကြည့်ရှုပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။